မြန်မာပြည်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရုရှားနိုင်ငံ ရင်ပြင်းနီမှာ မေလ9ရက်ကကျင်းပတဲ့20ပြည့်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ History Day ကိုတက်ရောက်တဲ့သတင်းတွေတွေ့တော့ဆွေရည်မျိုးတွေအပြင်ဒေါ်တူဂျူလာရဲ့အချစ်တော်ဗိုလ်ချုပ်ကြီးတွေရဲ့ကြော်တွေကိုပါ ခေါ်သွားတာလဲတွေ့လိုက်ရပါတယ်။ကြော်အသည့်ဆက်ဆက်လေးညှိနှိုင်းကုတ်ကဲရေးမှုကြီးရည်လေးဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ဇနီးဒေါ်ခင်မေဆိုးလဲရုရှားကီးစင်မှာပါသွားတာတွေ့ရပါတယ်။ ။ဒါအပြင်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဇနီးနဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီးဒေါ်နီလာတို့လည်းလိုက်ပါလာပါတယ်။ဒေါ်ကျူကျူလာဟာလက်ဆောင်ထက်တဲ့မျိုးသမီးဆိုတော့သူ့ရဲ့အချစ်တော်ဗိုလ်ချုပ်ကတော်တွေကိုချီးမြှောက်သလိုအဲဒီကတော်တွေရဲ့ယောက်ျားတွေလည်းယာရုအတက်မြန်ကြပါတယ်။ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့စစ်တိုက်ဆရာမလိုတဲ့ညှိကိုရာသူကို အနှင်းခံရသူ ဖြစ်ပြီးသူဟာစစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်စစ်တပ်ကအနားယူရင်တတ်ချုပ်ဖြစ်လာနိုင်တဲ့သူဆိုပြီး သတင်းကြီးနေသူဖြစ်ပါတယ်။ဒုချုပ်ကြီးဗိုလ်ချုပ်ကြီးစိုးဝင်းကတော့အခုတက်ချုပ်ရာထူးကိုမရဘူးများတော့ပါပြီ။စစ်ကောင်စီခေါင်းဆောင်ကတော့ဒေါ်ကျူလာနဲ့အတူသူတို့ရဲ့ရှေ့ရေးကိုစဉ်းစားတဲ့အခါမှာသူတို့နှစ်ဦးနဲ့နှီးဆက်တဲ့သူတွေကိုပဲအနားမှာဝန်းရံထားဖို့အမြဲစူးစမ်းခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်လဲမြန်မာစစ်တပ်ဟာမင်းအောင်လှိုင်ပုံသွင်းထားတဲ့မင်းအောင်လှိုင်ရဲ့လက်နက်ကင်တပ်ဖြစ်နေပါပြီ။ဦးနေဝင်းခစ်တုံးကလည်းဒီလိုပဲဦးနေဝင်းရဲ့လက်ကင်တုံးတပ်ဆိုပြီး ခေါ်ဆိုခဲ့တာတွေရှိခဲ့ပါတယ်စကောင်းဆောင်မင်းအောင်နိုင်ဟာရွေးကောက်ပွဲကိုဒီနှစ်ကုန်မှာလုပ်မယ်ပြီးရင် သူတမရလုပ်မယ်ဆိုတာကိုသူရဲ့ယုံကြည်ရတဲ့ဗိုလ်ချုပ်ကြီးတွေကိုသတင်းပေးပြီးသားဖြစ်ပါတယ်ဒါပေမဲ့သူ့မှာရန်သူတွေဝိုင်းနေတယ်သူဟာစစ်ရှုံးနေတယ်စစ်ရှုံးနေသူတယောက်အနေနဲ့ဒီလိုမဟာအောင်ပွဲကြီးအခမ်းအနားမျိုးကို တက်တာကတော့အမိအမောင်မတဲ့ညနေပြောင်တိုက်အရှက်မဲ့တဲ့လုံရက်တစ်ခုပါပဲဒေါ်လန်ကြီးလက်နက်ကင်တက်တွေကအသာစီးရခဲ့တယ်သူ့မှာစိန်ခေါ်မှုတွေချိန်ချောက်မှုတွေရှိနေတယ်ဆိုတာလဲသူသိပါတယ်သူ့ရဲ့ရုရှားပြန်ရုရှားတင်တန်းစဉ်ဗိုလ်လေးတွေက သူသိချင်တာတွေသူလှုပ်ချင်တာတွေပြည်တွင်းရေးဒီဘဆက်ဆံရေးတွေကို ဆောင်ရွက်ပေးနေရတာဖြစ်ပါတယ်တရားဝင်ခန့်နာတဲ့ဝင်ကြီးတွေကတကယ်တော့အာဏာရှိတဲ့သူတွေမဟုတ်ပဲ မယောင်နိုင်ရဲ့လှုပ်ဝက်ကက်ဘိနက်ကတကယ်အာဏာရှိတာဖြစ်ပါတယ်။သူ့ရဲ့လူယုံတော်တွေပူပူနွေ့နွေ့ခန့်ထားတဲ့ဒုဗိုလ်ကြီးတွေဗိုလ်ချုပ်ကြီးတွေနဲ့စကဝိုင်းထိုင်ပြီးဆိုရင်တော့စစ်ကောင်စီခေါင်းဆောင်ပြောတဲ့စကားတွေထဲမှာမြမအလင်းသတင်းစာတွေထဲမှာနေ့စဉ်ဖတ်ရတဲ့သူ့ရဲ့မိကွန်းတွေနဲ့တော့မတူပါဘူး။မတို့ကအသေးထွက်လဲဖြစ်နိုင်တယ်အရှင်ထွက်လဲဖြစ်နိုင်တယ်မင်းတို့ငါတို့ပြင်ဆင်ထားရမယ်ဆိုတဲ့စကားကိုအမြဲလိုလိုပြောလို့ရှိပါတယ်။ ီလိုပြောတာကိုသုံးသပ်ကြမယ်ဆိုရင်တော့မေးအောင်လိုင်းဟာအသေးထွက်လဲဖြစ်နိုင်တယ်ဆိုတဲ့အတွေ့အမျိုးသူကိုယ်တိုင်မှာရှိတယ်ဆိုတာပေါ်ပါတယ်ဒီလိုပြောတတ်တာကိုလည်းမေးအောင်လိုင်းနဲ့အတူအစည်းအဝေးထိုင်ဖို့တဲ့အရာရှိတွေရဲ့ပါဇက်ကနေပြန်ပြီးတော့ပြန့်နှံ့လာတာပါမေးအောင်လိုင်းဟာသူ့အတွက်ကြိုးစင်လားလှုပ်ကြံတက်ဖြတ်ခံရတာလားသမရဖြစ်မှာလားစတဲ့အတွေးတွေက နေ့စဉ်စိုးမိုးနေနိုင်ပါတယ် သူအနာသိမ့်မယ်ဆိုတော့ Brohit တွေ Scholar ပေါက်စတွေ Chrony တွေကအကောင်းမြင်နိုင်ငံရေးစီးပွားရေးပေတင်တွက်ပြီးအခါပေးခဲ့ပေမဲ့လေဒီနေ့မှာတော့တိုင်းပြည်ဟာရစရာမရှိအောင်စုပ်ပြက်မွဲတေသွားပြီးကိုသူနဲ့အတူ သူ့ရဲ့လှုပ်ဝက်ကက်ဘိနက်ဖွဲ့ကတည်ပါတယ်။ဒါပေမဲ့မိုက်လုံးကြီးပြီးစက်မိုက်နေတာသာဖြစ်ပါတယ်။ဒီနေ့ကုံမှာရွေးကောက်ပွဲလုပ်မယ်လို့အတင်းကြော်ညာထိုးပြီးမင်းအောင်လှိုင်ပြောနေတာကတော့သူဟာသမရဖြစ်ယာဒူးဆက်ယူထားဖို့ကို ကြံစည်နေတာပဲဖြစ်ပါတယ်။ဒါဟာတန်တရားရှိစရာမလိုတဲ့အချက်ပါ။ဒါကြောင့်ပြည်အင်အားဟာပြည်တွင်းမှာပဲရှိတယ်လို့အမဲကျွေးကြော်ခဲ့တဲ့သူဟာမော်စကိုခီးစင်မှာပေါ့ဖော်ကြီးနဲ့တောမကျွမင်းတို့ရဲ့ရုပ်သေးရုပ်လေးတရုပ်လိုဖြစ်သွားခဲ့တာကိုတွေ့ရတာပါ။ဒီဘအားကိုပစင်ယိုဘသူလဲပေါ့။ရှင်းပါတယ်။ပေါ့ဖော်ကြီးနဲ့ဂျာလိတ်ဒေါ်လာတောမကျွမင်းကြီးတို့ရဲ့အကူအညီနဲ့စပီးပိုက်တွင်းနဲ့နေအောင်မှာကတော့မရောက်နိုင်ပဲဖြစ်ပါတယ်။ သူနဲ့အတူလူရန်ကားစစ်ဘိုလ်တိုင်းနဲ့ခရိုနီတွေကတော့အာနာနဲ့ကိုကျိုးစည်းပွားတည်တံ့အောင်ဆက်ပြီးတိဆောက်ကြမှာပါ။ဒါပေမဲ့ဒါဟာဘလောက်ခံမှာလဲ။မင်းအောင်လိုင်းဟာအသေးထွက်လားအရှင်ထွက်လားဆိုတဲ့မိကုံးကတော့တက်ထဲမှာမင်းနေတဲ့မိကုံးပဲဖြစ်ပါတယ်။